အားလုံးသိတဲ့အတိုင်းပဲ USC 3နဲ့3ကတော့ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ USC 3နဲ့3ရဲ့ခပတ်စဉ်ခေါ်ပွဲနှစ်ပွဲတည်းကဖိုင်တာ၄ရောက်ရဲ့ခမ်းမန်းကြီးထိုးကြီးကိုဆွေးနွေးသွားမယ်ဖြစ်ပါတယ်။ UFC ဖိုင်တာရရရှိတဲ့ထိုးကြီးနဲ့ပတ်သက်ပြီးအငင်းပွားပွဲအားဆက်တိုက်ခင်းနေသေးပါ။ UFC ဖက်ကလည်းထိုးကြီးကိုမကျင်ညာထားပေမဲ့အချို့နေရာဆိုရင်ပွဲချင်းပတဲ့နေရာရဲ့တက်ဆိုင်ရာအစိုးရအဖွဲ့ကထုတ်ပြန်တာတွေလည်းရှိပါတယ်။အခု USC 3နဲ့3မှာ Mirat Dvlishapili နဲ့ အလက်ဆန်ဒရဲပန်ဒူဂျန်တို့ကခပတ်ကာကွယ်သူတွေဖြစ်ပြီးတော့ပီထရီယန်နဲ့ဂျိုးရှုအာဘန်တို့ကတော့ခပတ်စင်ခေါ်သူတွေဖြစ်ပါတယ်။မီရက်ဒဗလစ်ရှပီလီကအရင်နောက်ဆုံးထုတ်သက်တဲ့ USC 3တက်တမာတော့စုစုပေါင်းထိုးကြီးဖြစ်ဒေါ်လာတက်တမာ8တန်ခံရရှိခဲ့ပါတယ်။ဒေါ်လာတက်တမာ8တန်ဆိုတာပုံမှန်ထိုးကြီးအခြားခံစား권များနဲ့ပြပပြမှုရှယ်လို့ခေါ်ရတဲ့ပွဲလက်မှတ်ကို အွန်လိုင်းကနေရောင်းရတဲ့ရငွေကို UFC ကဖိုင်တာတွေကိုယာကိုင်တော့အနေနဲ့ခွဲပေးတာဖြစ်ပါတယ်။မီရက်ဒဗလစ်ရှပီလီကအခု UFC 323မှာတော့အရင်နှင့်ခဲ့တဲ့အတွက်အရင်က UFC 331မှာရရှိခဲ့တဲ့ဒေါ်လာ1.8တန်ခန့်မဟုတ်ရင်အနှဲငယ်ထိုးကျင်းနေနိုင်ပါတယ်။ဒေါ်လာ1.4တန်ကနေနှစ်တန်းကြာရရှိနိုင်မှာဖြစ်ပါတယ်။ သူ့ကိုစင်ခေါ်တဲ့ပေထရက်ရန်ကလည်းအရင်နောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲမှာအခြေခံထိုးကြီးက၃တိန်းခန့်ရရှိထားပါတယ်။အခု USC 3-3မှာကြတော့ပေထရက်ရန်ကကပတ်စင်ခေါ်သူဖြစ်ပြီးအနိုင်ကိုလည်းရရှိထားတာရဲ့ပြီးပါပြူရှဲကိုလည်းရာဂိုင်းနှုန်းတစ်ခုရမယ်နိုင်ကြီးအတွက်ထက်ရမယ်ပြီးရင်အကောင်းဆုံးတွဲဆိုင်ဘိုးနပ်စ်ကိုလည်းထက်ရအောင်မှာဖြစ်တဲ့အတွက်ပေထရက်ရန်အနေနဲ့ဒေါ်လာတစ်တန်ကနေတတမ5တန်အထိရရှိနိုင်မှာဖြစ်ပါတယ်။ Alexandre Pandujan ရဲ့ USC 3 နဲ့သုံးခန့်မှန်းကြီးအခြေခံထိုးကြီးကတော့ဒေါ်လာ9သိန်းကနေတတန်းကြားဖြစ်နိုင်ပါတယ်သူကခပတ်ပိုင်ဆိုင်ထားသူလည်းဖြစ်ရှိပွဲကိုစက်တိုက်အနိုင်ရထားသူလည်းဖြစ်ပါတယ်သို့တော်လည်းအလက်ဆန်ဒရယ်ပန်ဒူဂျန်ကမထင်မတဲ့တန်ရာကြောင့်ဂျိုးရှုအာဘန်ကိုခပတ်လွှဲပေးရတဲ့အတွက်ထိုးကြီးရဲ့ရပိုင်ခွင့်အားလုံးကိုမရတော့ပါဘူးအခြေခံထိုးကြီးနဲ့ပြပပြူရှေကိုတော့ရပါမယ်သို့တော်အနိုင်ရခံစားခွင့်ကိုတော့မရနိုင်တော့ပါဘူး ဆူရောအလက်ဆန်ဒရယ်ပန်ဒူဂျန်ရဲ့စုစုပေါင်းထိုးကြီးကမြုံမှန်းထားလာတဲ့နေပါတော့မယ်စုစုပေါင်းထိုးကြီးဒေါ်လာတတမနှစ်တန်းကနေတတမလေးတန်းခန့်တော့ရရှိနိုင်မှာဖြစ်ပါတယ်အနိုင်မရပေမဲ့ချန်ပီယံဟောင်းခစ်လို့ထိုးကြီးကအများကြီးမကြပါဘူး ဂျိုးရှုအာဘန်ကတော့ပြိုင်ဖက်ပန်ဒူဂျန်ကဒဏ်ရာကြောင့်ဆက်မထိုးနိုင်တော့ဘူးအလဲထိုးအဖြစ်တက်မှတ်အနိုင်ရရှိတက်မှတ်တာဖြစ်တဲ့အတွက်အလဲထိုးအထူးဘောနပ်စ်တော့မရပါဘူးနိုင်ကြီးအခြေခံထိုးကြီးနဲ့ပြပါပြူရှဲကူတော့ရပါမယ်ဖြစ်ပါတယ်။ဂျိုးရှုအာဖတ်အရင်နောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲမှာတော့ထိုးကြီးအခြေခံနဲ့ အခြားခံစား권စုစုပေါင်းဒေါ်လာ3000ခွဲနှိပါရရှိခဲ့ပါတယ်။အခု UFC 3နဲ့3ပွဲကြတော့ခပ်ပစင်ခုတ်ပွဲဖြစ်တဲ့အတွက်အရင်ကပွဲထက်အခြေခံထိုးကြီးပုံမြင့်မယ်နိုင်ခြင်းလည်းရမယ်ပြီးရင်ပြပပူးရှင်လည်းရမှာဖြစ်တဲ့အတွက်အရင်ကစုစုပေါင်းထိုးကြီးတွေလည်းတကယ်များမယ်ဆိုတာသိကြပါရဲ့။ ဆိုတော့အခြေခံထိုးကြီးကဒေါ်လာ3သိန်းခွဲကနေ2သိန်းခန့်နိုင်ခြင်းနဲ့ပေါင်းရင်ဒေါ်လာ3သိန်းမှ5အသိန်းခန့်အခြားခံစားခွင့်နဲ့ပြီးပါပြူးရှင်အပါအဝင်ဒေါ်လာ5သိန်းကနေ9သိန်းထိရရှိနိုင်ပါတယ်ပြီးပါပြူးရှင်များလေလေ၄ရောက်ရဲ့ရရှိတဲ့ထိုးကြီးလည်းအများလေလေဖြစ်တဲ့အတွက်လင်းရင်ပြီးပါပြူးရှင်ကနေရရှိနိုင်တဲ့ငွေပမာဏကတော့အတိအကျသိလို့မရနိုင်ပါဘူး နောက်တစ်ခုက finder အနေနဲ့ UFC မှာစုစုပေါင်းထိုးတက်ခဲ့တဲ့အရေးအတွက်ပေါ်မူတင်ပြီးကောပလိုက်ရေးပေးလို့ခေါ်တဲ့ထိုးခြင်းလည်းရှိပါသေးတယ်။ဥပမာအဖြစ်တစ်ချိန်မှ၃ချိန်ထိထိုးတက်တဲ့ finder တွေကိုဒေါ်လာ၄000မှ6000 6ချိန်မှ10ချိန်ထိုးတက်တဲ့ finder တွေကို10000မှ12000စသည်ဖြင့်ထိုးကြည့်ပေးပါတယ်။ထို့တော်လည်းအဲဝေပမာဏကတော့စုစုပေါင်းထိုးကြည့်ပမာဏအပေါ်အများကြီးအပြောင်းလဲမဖြစ်စေနိုင်ပါဘူး။